ဒီဖြစ်ရမှာပုံမြင်လေးစခဲ့တာကတော့1918ခုနှစ်ဂျပန်မှာဖြစ်ခဲ့တာပါ16နှစ်အရွယ်ကောင်လေးအီကီချီဆူဇူကီကနှစ်နှစ်အရွယ်အိုကီဂိုလို့ခေါ်တဲ့သူညီမလေးကစားဖို့ဂျပန်ရိုးရာအယုပ်လေးတစ်ရုပ်ကိုဝယ်ပေးခဲ့တယ်ပြောကြတာကတော့သူညီမလေးကအဲ့ရုပ်ကိုရမ်းကြိုက်တယ်အရန်လဲချစ်ပြီးသူသွားတဲ့နေရာတိုင်းလဲသူနဲ့အတူယူယူတော်တက်လေးရှိတယ်ညာတိုင်းလဲအဲ့ရထဲမှာတူတူထားပြီးအိတ်လေးရှိတယ်အဲ့ရုပ်လေးကတဖြည်းဖြည်းနဲ့အိုကီခူလေးရဲ့အကြိုက်ဆုံးအယုပ်လေးဖြစ်လာခဲ့တယ်သူမရဲ့အခြေဆုံးတငယ်ချင်းလို့တော့မြင်သူတိုင်းကထင်နိုင်တာပေါ့ သူမအဲ့ယုတ်လေးနဲ့နေတိုင်းဆော့ရင်မကြခင်မှာပဲအဲ့ယုတ်လေးကိုသူမရဲ့နာမည်တူဖြစ်တဲ့ Okiku လို့ပဲနာမည်ပေးလိုက်တယ်။ Okiku ကအဲ့ယုတ်လေးကိုသူ့ရဲ့မျက်စိရှိရနေအောင်အပြောင်းအကန့်ပဲနှစ်သက်ခဲ့တယ်။ယုတ်လေးကတော့ Okaba သပင်ပုံစံနဲ့ဂျပန်ရိုးရာအယုတ်တွေမှာအဲ့လိုဒီဇိုင်းကတော့အတွေ့များကြတာပေါ့။သပင်ကတော့အပြင်သူတိုင်းပဲမီယိုနာလေးလောက်မှဖြစ်ထားပြီးနှစ်ဖူးဝသပင်ကိုတူတူနဲ့ဒုံးတိညှက်ထားတဲ့ပုံစံလေးပါ။ကံမကောင်းစွာနဲ့ပဲ1919ခုနှစ်မှာကြီးကွဲစရာဖြစ်ရလေတကူဖြစ်သွားခဲ့တယ်။ အိုကီကူကလေးမလေးဟာအပြင်းပြပြီးတည်ဆုံသွားခဲ့တယ်။အဲတော့က "तू မအသက်၃နှစ်တမီလေးပဲရှိပါသေးတယ်။ရုပ်ကလေးကော तू မနဲ့အတူမြည်မြုပ်တဲ့အထက်ရောမြုပ်သားခဲ့တင်ပါတယ်။ဒါပေမဲ့တချို့တော့အခြေအနေလေးကြောင့်အဲရိုလေးကိုအိုကီကူလေးရဲ့နောက်ဆုံးအနားယူရာနေရာဖြစ်တဲ့အုတ်ကူမှာအတူမမြုပ်နိုင်ပြေးလိုက်နိုင်ခဲ့ဘူး။ကလေးမလေးရဲ့မိသားစုက "तू မအရန်ချစ်တဲ့ရုပ်လေးကိုနှက်ကွန်းလေးတစ်ခုမှတင်နာခဲ့တယ်။ तू မကိုအောက်မိတန်တားရဲ့အနေနဲ့ပေါ့။ဒီနေ့မှာတော့သူတို့ပုံမှန်မဟုတ်တဲ့ဟာတခုတတိထားမိတော့ကြတယ်။ အဲ့ဒါကတော့ဥခါဘာစပင်ပုံစံမီယိုနာလောက်ပဲရှိတဲ့ယုတ်လေးရဲ့စပင်ဟာကူတော့တိတိတတကြီးကိုရှီလာတာပါပဲဖြစ်နိုင်တာတခုတည်းကဒီယုတ်ကသူ့ဘာသာသူစပင်နေရှီလာတာပါဒါကနမိတ်တခုပါပဲအဲ့ယုတ်လေးကိုတေးသွားခဲ့တဲ့ကောင်မလေးရဲ့ဝိညာဉ်ကဝင်ပူးနေရဆိုတာပါသူမရဲ့အကြိုက်ဆုံးယုတ်လေးနဲ့အတူတမလွန်ကိုတခါတည်းမယူသွားလိုက်ရကြလေဟာပေါ့1938ခုနှစ်မှာအဲမီတာစုကဟိုကိုင်ဒိုကနေပြောင်းသွားခဲ့ကြတယ် ဒါပေမဲ့သူတို့အဲ့ရုပ်ကလေးကိုတော့သူတို့နဲ့အတူတဲသွားဖို့စမ်းသပ်မရှိခဲ့ကြအောင်အဲ့တော့အယုတ်ကိုမန်နေဂျာဖုန်းကြီးကြောင့်မှာအနံ့လိုက်ပြီးအယုတ်ရဲ့ကြောက်ဖို့ကောင်းတဲ့လိုအပ်ချက်တခုကိုပြောပြခဲ့တယ်။အဲ့ကလေးကပဲ okay ကိုအယုတ်ဟာမန်နေဂျာဖုန်းကြီးကြောင့်မှာတရှိနေခဲ့တာအချိန်တောင်ကြာမြင့်လာခဲ့တယ်။လူအများစုကလည်းအဲ့ဖုန်းကြီးကြောင့်လာပြီးမကြာခဏ okay ကိုအယုတ်ကိုလာလာကြည့်ကြတယ်။ဒါပေမဲ့တပ်ပုံရိုက်ခွင့်တော့လုံးဝကိုမပေးပါဘူး။ တိတ်ပန်နီကြအယုတ်ရဲ့စပင်ကိုစစ်ဆေးခဲ့တာတော့အတီးပြူးချက်ထွက်လာတာကတော့အယုတ်ရဲ့စပင်ကတည်သွားခဲ့တဲ့ကလေးရဲ့စပင်ဆိုတာပါပဲအယုတ်ကတဖြည်းဖြည်းနဲ့ဒူးကောင်းကြော်လောက်ထိတော့စပင်ကရှီလာခဲ့တယ်ဒါပေမဲ့အဲအယုတ်ရဲ့စပင်ကိုဘလောက်ပဲညက်ပါစီအယုတ်ရဲ့စပင်ရှီတာကရက်မသွားခဲ့ဘူးအဲ့ဒါဆိုဘသူကများအိုကီကူစပင်ကိုညှက်ရဲတာတော့အဲ့ဒါကတော့မန်နေဂျီဖုန်းကြီးကြောင့်မှနေတိုင်းနဲ့ဖုန်းကြီးတယောက်ကိုအိုကီကူကအိမ်မက်တစ်ခုပေးခဲ့တယ်သူမအက်စပင်ကိုညှက်ပေးဖို့ဆိုတဲ့တောင်းဆိုတဲ့အိမ်မက်တစ်ခုပါပဲ။ ါပေမဲ့ဘသူမှမပြောနိုင်တဲ့အဖြစ်တစ်ခုကတော့ဒီရုပ်ကပါလို့စပင်နေရှိရှိလာတဲ့ဆိုတာပါပဲတချို့တော့အခီကူရုပ်ကိုလာကြည့်တဲ့အဲ့တဲတွေပြောကြတာကတော့အဲ့ရုပ်ကိုအနီးကပ်တွားကြည့်လိုက်မှဆိုရင်အရုပ်ကတပြေးပြေးနဲ့ပါဇက်ပွင့်ပြီးသူ့ရဲ့ခလေးတွားလေးကိုမြင်ကြရတယ်လို့ပါအခီကူပုံမြင်လေးကိုမြင်ရပြီးတော့များစွာသောဝိထုတွေဇလန်းတွေနဲ့ဂျပန်ယူရာကာဘူကီပြဆက်တွေမှာပါနာမည်ကြီးလာခဲ့တယ်တချို့တွေဆိုရေတန်ကိုတန်နေနဲ့ရှောက်ပတ်သွားနေတာပါလုံနိုင်တဲ့အခီကူလိုပုံစံသူအရုပ်ကိုထုတ်ပြီးဈေးကွက်တွေမှာပါရောင်းကြခဲ့ကြတယ် ကဲလို့တင်ဟာဂျပန်ကအိုခိုင်ဒိုကျွန်းကိုရောက်လို့စပင်အနောက်ရောင်မျက်လုံးမဲမဲလေးနဲ့နာမည်ကြီးတဲ့ချုပ်ချားစရာကောင်းတဲ့ရုပ်လေးကိုတွေ့ကျင်ရင်တော့မန်နင်းကြီးဘုံကြီးကျောင်းကိုသာတွားကြည့်ဖို့ကြံပေးလိုက်ပါတယ်။နောက်ထပ်ကဘာပေါ်ကချုပ်ချားစရာကောင်းတဲ့ရုပ်ကြီးကျောင်းတွေ့ကျင်လာဗျ။ကိုမတ်မှလည်းမန်သွားကြပါအောင်နော်။နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်။